ိုကိုတို့မောင်လေးတို့မင်္ဂလာပါရှင့်ကျမနာမည်ကတော့တီတာအေးပါတီတာလို့လဲခေါ်လို့ရပါတယ်ရှင့်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျမ်းမာရေးအရကိုကိုတို့ရဲ့နှစ်ပြောသီးမှာဂေါ်လီထည့်ရင်ကောင်းကျိုးဆိုးကျိုးတွေဘာတွေဖြစ်နိုင်လဲဂေါ်လီဆိုတာဘာလဲဆိုတာမသိသေးတဲ့မောင်လေးတွေအတွက်ရောဘဟုတုတအနေနဲ့တင်ဆက်ပေးထားပါတယ်ရှင့်အဲ့ဒါကြောင့်နားလည်သွားအောင်အဆုံးထိနားထောင်ပေးသွားဦးနော်ဆရာတုတ်ကြီးဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်ရှင့် ားလုံးပဲမင်္ဂလာပါကျွန်တော်ခရခောက်ညှောက်ဝေးပြချင်တဲ့အကြောင်းအရာလေးကတော့အမျိုးသားတွေမှာဂေါ်လီထက်တာနဲ့ပတ်သက်ပြီးတိတဲ့တိထိုက်တဲ့အကြောင်းအရာများကိုကျွန်တော်ညှောက်ဝေးပြတော့မှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုမပြောခင်မှာမိကုံးလေးတွေတင်မှာရှိပါသလားဥပမာနဲ့ပြောမယ်ဆိုရင်သင်ဂေါ်လီထက်ခြင်းစိတ်ဖြစ်ဖို့ပါသလားဂေါ်လီထက်တဲ့ဆိုတာဘယ်လိုမျိုးလဲသိပါသလား ဂေါ်လီထဲချင်းရဲ့တမိုင်းအစကဘယ်ကစပါသလဲဒါဒီကူရောအတင်းသိပါသလားဒီကြောင့်အများကြီးကျွန်တော်ဒီ view file လေးမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်လူတွေဟာအဲ့ရအထက်မှာချက်တင်တော့ဖို့ဖြစ်လာတဲ့အခါတူကိုတူအကောင်းဆုံးသောခံစားမှုတွေကိုပေးစွမ်းတင်ကြတာကတော့ဒမတာပဲဖြစ်ပါတယ်မိမိအနေနဲ့လေဆက်ဆံဘက်ကိုမိမိစွမ်းဆောင်နိုင်တဲ့မြတ်တတ်တူကျင့်တတ်မှုရအောင်အပြေးဝရရစေချင်တာကတော့လူတိုင်းရဲ့တမယိုးချစိတ်ဆန္ဒပဲဖြစ်ပါတယ် ဒါပေမဲ့တချို့မှာတော့အဲ့ဒီထက်ပိုတဲ့စိတ်ထက်သန်မှုတွေရှိနေတတ်ကြပြန်ပါတယ်တဲ့လေးချက်ဆောင်ဖို့ကိုဆန္ဒအပြည့်ဝပေးဆန်းခြင်းနဲ့မိမိရဲ့အတိုင်းအတာကလည်းအကန့်အသတ်တွေရှိနေမယ်ဆိုရင်လူတွေဟာရုပ်ချင်းစဉ်းစားမိကြတာကတော့ခေါလိထက်တာပဲဖြစ်ပါတယ်အမျိုးသားတွေရဲ့လိမ့်နဲ့ဟာနှစ်သက်အကျဉ်းနဲ့လောက်ဖွယ်အတိုင်းအတာရွယ်စားမရှိတဲ့အခါခေါလိထက်ဖို့စဉ်းစားလာကြပါလေဒီစတာဆာဆောင်ရဲ့အဆူအယ မိမိတို့ထက်ကာမဆန္ဒထက်တန်တဲ့လေးစိတ်ဆံပေါ်ရှိတဲ့အမျိုးသားတွေဟာမိမိရဲ့လိင်နံအပေါ်အားမလို့အားမရပြည့်မှုများနဲ့အတူလိင်နံအတွင်းသို့ခေါ်လီလို့ခေါ်တဲ့အသီးလုံးလေးများထက်သွင်းလာကြလာဖြစ်တယ်လို့ဆိုပါတယ်ခေါ်လီထရအောင်မယ်ဆိုရင်အရင်ဆုံးလိင်နံအရေပြားကိုဖောက်ရပါတယ်အဲ့ဒီနောက်အသီးလုံးကလေးတွေကိုအရေပြားအောက်မှာထက်သွင်းရပါတယ်လိင်နံထိတ်တဲ့နီးတဲ့နေရာတွေမှာထက်ကြပါတယ်ခေါ်လီရဲ့မျိုးစားပေါင်းများစွာရှိကြတော့လဲ အများစုကတော့တထုပလတ်စတစ်စတဲ့အဒီလုံးလေးတွေကိုထည့်ထားကြပါတယ်။နေညာနေတော့ဂေါလီထည့်လိုက်ပြီးဂေါလီထည့်လိုက်ပြီးဆိုတာနဲ့အရင်ကစင်းလုံးကျော်ဖြစ်နေတဲ့လေညာပြူထွက်နေတဲ့ဂေါလီလုံးတွေကြောင့်အဖို့ထွက်တွေဖြစ်ပေါ်နေမှာမို့ဖုံးကွယ်လို့ရနိုင်တော့မှာမဟုတ်ပါဘူး။ဂေါလီဟာမိမိရဲ့လိန်ဆက်ဆံဖို့ကိုသာသူမတူတဲ့လုံဆောင်မှုတွေကိုပေးစွမ်းစီပါတယ်။အိန်းနန်ထိန်းသားမှာကပ်ပြီးထည့်တဲ့ဂေါလီတွေကိုလိန်ဆက်ဆံဖို့ကိုပို့ပြီး လွှတ်ဆော်ပေးနိုင်တယ်လို့ဆိုကြပြီးအဲ့ဒီကနေအတန်းလိုက်ထက်လာကြပါလေအမျိုးသားအချို့ဟာဂေါ်လီထက်တာကိုကြွန့်တင်သူများနဲ့မပြုတ်လို့ပဲမမိပါတာသို့မဟုတ်ငွေချင်းအချင်းချင်းလက်တက်ဆံပြီးထက်ကြလို့အနေရဖြစ်ခဲ့တာတွေလည်းရှိပါတယ်အဲ့ဒါကြောင့်မိမိတို့ဘာသာလက်တက်ဆံပြီးမလုပ်ကြဖို့တိုက်တွန်းလိုပါတယ်ကြွန့်တင်သူမဟုတ်ပဲအရာထက်ကကလာသားအချင်းချင်းလက်တက်ဆံတဲ့ဆံထက်တဲ့အခါနိစနစ်ကြွန့်ကျင်မှုမရှိတဲ့အပြင်တန်ရှင်းမှုကိုလိမ့်ထားတာတွေကြောင့် ဆွန်စားရမှုအန္တရာယ်ဒီမှတတ်ပါလဲကော်လီထက်တဲ့အလေးအထဘယ်ကအဆင့်သက်လာတယ်လဲဆိုတော့ပြောဖို့ကက်ပြီမဲ့အာဆာတိုက်ကစတင်အခြေပြုတယ်လို့တော့ဆိုနိုင်ပါလဲယခုစားခိုင်းဝင်နေဟာလိမ်မှုဆန်ရတာယာမှုအတွက်ဆိုတဲ့ရွေချက်မပါပဲသူတို့ရဲ့လိမ်နံမှာကော်လီထည့်ခဲ့ကြပါလဲယခုစားခိုင်းဝင်နေထောင်ကြတဲ့အခါထောင်ထဲမှာကုံဆုံးသွားတဲ့သူတို့ရဲ့အခြေအနေကိုအမှတ်အသားပြုဖို့အတွက်ကော်လီတွေကိုထည့်ခဲ့ကြပါလဲယခုစားတွေဟာထောင်တနည်းပြလျင်ဂေါလီတလုံးကိုထည့်ပြီး အမှတ်အသားပြုလို့ရှိကြပါတယ်။ရာဂူစာတွေအပြင်ဒူဘာ၊ဩစတြေးလျနဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာလည်းဂေါ်လီထက်တဲ့ဒလိဖြစ်စားခဲ့ပါတယ်။အစ်တင်မှာဂေါ်လီကိုဘယ်လိုထက်ရမလဲဆိုတာလဲလေးလာထားမှုမရှိပဲထက်မယ်ဆိုရင်အခက်အခဲများနဲ့ကြုံတွေ့ရရနိုင်တာမို့လင်းဆက်ဆံမှုတာယာဖို့အတွက်ဆိုရင်အခြားနည်းလမ်းတွေအတွက်လိမ်ပိုင်းဆိုင်ရာပစ္စည်းအယောင်ဆိုင်တွေမှာတွားရောက်လေးလာဝယ်ယူဖို့ကိုပဲအကြံပြုတိုက်တွန်းလိုပါတယ်။တဲ့အနေနဲ့ကျန်းကျင်သူမရှိပဲ ကောင်းလီထက်မယ်လို့စင်စာဆုံးဖြတ်ထားရင်အပေါ်ဆွေဆွေများကိုလည်းရရှိခံစားရနိုင်တယ်ဆိုလားတိုတင်သိရှိထားဖို့လိုပါလိမ့်မယ်အဲ့တွေကတော့မတန်ရှင်းမှုနဲ့စနစ်တကျမထည့်တဲ့အခါဖြစ်တတ်တဲ့လင်းငါတရှိမြတ်ပျက်စီးတာလင်းနံပုံစံပြင်းပြင်းသွားတာနဲ့နေခိုင်ဖို့ဝင်တတ်တာတွေအပြင်လင်းနံထောင်မှန်းမှုကိုထိကိုက်စေရနဲ့လင်းနံပေါ်မှာအမာရွတ်ကျန်ခဲ့တာတွေဖြစ်နိုင်ပါတယ်မလုပ်တတ်ဘူးဆိုရင်မလုပ်ပါနဲ့အရန်အန္တရာယ်များပါတယ်မိမိဘာသာဂေါ်လီထက်ကလို့အဆိုးဆုံးအခြေအနေဖြစ်လာခဲ့ရင် အိမ်နာထောက်ထောက်ရတဲ့အထိဖြစ်နိုင်တာမို့ကျောင်းသူတွေမဟုတ်ပဲမိမိပါသာထက်သွင်းချင်းမျိုးကိုရှောင်ရှားတက်ပါကြောင်းအကြံပြုတိုက်တွန်းလိုက်ရပါတယ်အဆုံးထိနားထောင်ပေးတဲ့ကိုကိုတို့မောင်လေးတို့ကိုတီတာကကျေးဇူးအရန်တင်ပါတယ်ရှင်တီတာတို့ရဲ့ channel လေးကိုလည်း like လေးပေးပြီး comment မှာတီတာအတွက်တစ်ခုခုပြောပေးသွားအောင်နော်